ာဘောဓိရုပ်တန်လိုင်းကိုကြည့်ရှုနေကြတဲ့ဗုဒ္ဓဘာသာဝင်သူတော်စင်များအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာဗုဒ္ဓဘာသာသာသနာတော်ထွန်းကားပြန့်ပွားရာကျွန်တော်တို့မြန်မာနိုင်ငံမှာဖူးမြော်ကြီးညိုဝဲရာတကူးကြီးဖရာများစွာကိမ့်ဖို့စံပယ်တော်မူလျက်ရှိပါတယ်ဒီတစ်ခေါက်မှာတော့ကျွန်တော်တို့မဟာဘောဓိရုပ်တန်လိုင်းရဲ့တကူးကြီးမှာဖရာစီတီပထုမြအစီစဉ်ကနေမန္တလေးတိုင်းဒေသကြီး မတရားမြို့မှာ တည်ထားတော်မူတဲ့ရှေးဟောင်းသမိုင်းဝင်ဘုရားစီရီပထုမြာကိုဗုဒ္ဓဘာသာဝင်သူတော်စင်များဖူးမြော်ကြည်ညိုနိုင်ကြစေဖို့အတွက်ရိုက်ကူးပူဇော်ပေးသွားမှာပဲဖြစ်ပါတယ်။ မတရားမျိုးဟာအပူပိုင်းဒေသမှာတည်ရှိတဲ့မျိုးဖြစ်ပေမဲ့မြစ်ချောင်းအင်းအိမ်ပေါ်များကတောတောင်ထူထပ်တာကြောင့်စိမ့်လန်းစုပြေတာယာပြီး အပူအအေးမြတာတဲ့ဒေသမှာတည်ရှိတာပဲဖြစ်ပါတယ်။မန္တလေးမျိုးနဲ့20မိုင်ခန့်กว่าဝေးပြီးမန္တလေးမိုးကုတ်ကားလမ်းမပေါ်မှာတည်ရှိတာပဲဖြစ်ပါတယ်။မတရားမျိုးမှာ ဖူးမြော်ကြီးညိုပွဲရာတမိုင်းဝင်စီတီပထိုးများစွာရှိတာဖြစ်ပြီးရွှေပထိုးစီတီတော့ရွှေသားလီမြက်စွာဖေရာရွှေတစ္ဆာယဇေဒီတော်နှင့်မြို့တော်ရွှေကူမြက်စွာဖေရာကမတရားမြို့ရဲ့ တက်တည်ရေးဆောင်အထင်ကရဖျားစီသည့်ပထိုးများအဖြစ်ထင်ရှားကြော်ကြားလျက်ရှိပါသည်။ရှေးဦးစွာ ရွှေပထိုးစီတီတော်မြတ်ကိုဖျားဘူးသူတော်စင်များဖူးမြော်ကြည်ညိုကြရမှာပဲဖြစ်ပါသည်။ရွှေပထိုးစီတီတော်မြတ်ကို မတရားမျိုးဦးကုန်းမြင့်ပေါ်မှာ မူလဖရာတာရဲ့ကရှမ်းမောင်နှမလေးဦးရဲ့ရမှာအကိုအကြီးဆုံးဖြစ်သူစောတီဟာကတီထားတော်မူခဲ့တာပဲဖြစ်ပါတယ်။စေတီတော်မြတ်နဲ့အတူဘုံပြတ်သက်များ တကုန်နိုင်များက အလွန်တင့်တယ်တက်ပယ်လာပါတယ်။စီရီတော်အရှိတ်ဘတ်မော်လှိုင်ကူတော်အတွင်းမှာရှေးဟောင်းရုပ်ဘွားတော်မြတ်များ တည်င်းသုံးဆံပေတော်မူလျက်ရှိပြီးကြီးညိုတက်ပေပွဲကောင်းလာပါတယ် ီဒီတော်အနောက်ဘက်မှာကန္တာဂူရီတတွင်မှာတော့ရက်တော်မူရုပ်ပွားတော်မြတ်တည်င်းသုံးဆံပေတော်မူလျက်ရှိပါတယ်စီရီတော်မြတ်ရဲ့ဗုဒ္ဓပူဇနီယပွဲတော်ကို

ွေဒါလီဘုရားကြီးကို ရွှေဘထိုးဘုရားကိုတည်ထားကိုးကွယ်တော်မူခဲ့တဲ့စောတီဟာဤညီတော်စောတီလာဗလာကတည်ထားကိုးကွယ်တော်မူခဲ့တာပဲဖြစ်ပါတယ်။ရွှေဒါလီမြတ်စွာဘုရားကြီးကနှစ်ပေါင်းများစွာတိမ်မြုပ်ပျက်စီးနေခဲ့ရာမှ1320ပြည့်နှစ်မှာရွှေဘထိုးကျောင်းမှာတည်င်းသုံးတော်မူခဲ့တဲ့ဆရာတော်ဦးဇဝေနာကပြန်လည်ပြုပြင်မွမ်းမံရဲ့အတွက် စတင်ဖို့တော့မိတ်ကြားတော်မူခဲ့တာပဲဖြစ်ပါတယ်။ရှခင်ကရွှေဒါလီမြတ်စွာဘုရားကိုအလဲပစ်စင်ရန်အထီတာပူမျောနိုင်မှာဖြစ်ပြီးအတွင်ပိုင်းမှာဇေဒီငယ်တဆူနဲ့ဗုဒ္ဓရုပ်ပါတော်မြတ်ကိုဖူးမျောရမှာပဲဖြစ်ပါတယ်။ယခုအခါ ခေဆက်ဆက်ပြုပြင်မွမ်းမံလာခဲ့ရာကြီးညိုပွဲရာစီတီတော်နှင့်အတူမုတ်ဦးများဓမာယုံ အစရှိတဲ့သာသနိကအဆောက်အဦများကိုကုသိုလ်ရှင်များ၏လှူဒန်းမှုများနှင့်အတူဇေဒီတော်ဂောဘကအဖွဲ့ကဥဆောင်မှုပြုကာပြုပြင်မွမ်းမံတည်ဆောက်လျက်ရှိပါတယ်။ရွှေဒါလီဇေဒီတော်မြတ်ရဲ့ညံတော်မှာ 63ပေအမြင့်ရှိပြီးဇေဒီတော်ပရဝံကပေ150ခန့်ကျယ်ဝန်းပါတယ်စီဒီတော်ကိုမုတ်လေးခုပါလှိုင်းကူတော်ပုံတဒံတည်ထားတော်မူခဲ့ပြီးအရှိအနောက်တောင်မြောက်မုတ်လေးခုစီမှာလဲ ကြီးညိုတပ်ပဲဝဲရာဗုဒ္ဓရုပ်ပါတော်မြတ်များတည်င်းသုံးစံပေတော်မူလျက်ရှိပါသည် ွေဒါလီနမတိဆာယဆိုတဲ့ဆိုယိုးစကားနဲ့အညီဗုဒ္ဓဘာသာဝင်သူတော်စင်များ ရွှေဒါလီဇီဒီတော်မြတ်ကြီးကိုဖူးမြော်ကြည်ညိုခဲ့ကြပြီးနောက်မောင်နှမလေးယောက်ထဲမှနှမဖြစ်သူစောနန်းတီရီဇန်တီထားကိုးကွယ်ခဲ့တဲ့ရွှေတိဆာယဇီဒီတော်မြတ်ကိုလည်းဖူးမြော်ကြည်ညိုကြရမှာပဲဖြစ်ပါတယ်ရွှေသစ္စာရဇေဒီတော်ကို မတရားမျိုးမှာမောင်နှမ၄ယောက်ထဲမှာနှမဖြစ်သူဟာတစ္ဆာပြုတည်ထားကိုးကွယ်တော်မူတဲ့အတွက်ကြောင့်ရွှေတစ္ဆာရစီတီတော်လို့ဘွဲတော်ဆက်ကပ်ပူဇော်ခဲ့တာဖြစ်ပါတယ်။ရွှေတစ္ဆာရစီတီတော်ကန္တာဂူရီတတွင်မှာလဲជីညိုတပ်ပေပွဲရာជីဗုဒ္ဓဆင်းတူတော်တဆူကိန်းဝတ်ဆံပေတော်မူလျက်ရှိပါတယ်။ ဇေဒီတော်ပရဝံအတွင်းရှိကန္တာဂူဒီတတွင်မှာလည်းတည်င်းသုံးဆံပေတော်မူလျက်ရှိတဲ့ရှေးဟောင်းဗုဒ္ဓရုပ်ပါတော်မြတ်များနှင့်အတူလျောင်းတော်မူမြတ်စွာဘုရားကိုလည်းဖူးမြော်ကြည်ညိုကြရမှာပဲဖြစ်ပါတယ် ွေသစ္စာယဇေဒီတော်မြတ်ရဲ့ဗုဒ္ဓပူဇဏီယပွဲတော်ကိုနှစ်စဉ်တော်တရင်လှပြည့်ကျော်12ရက်နေ့မှ15ရက်နေ့ထိစီကားတိုက်မြိုက်စွာကျင်းပပြုလုပ်လေးရှိပါတယ်ခင်ဗျာဓမ္မမိတ်ဆွေသူတော်စင်ပေါင်းတို့ခင်ဗျာသစ္စာယမောင်ရွှေကူကြောင်ဆိုတဲ့ဆိုရိုးစကားနဲ့အညီနှမတော်တိထားကိုယ်ွယ်တော်မူခဲ့တဲ့ရွှေသစ္စာယဇေဒီတော်မြတ်ကိုဖူးမျောကြည်ညိုခဲ့ကြပြီးနောက်မှာ ောင်ဖြစ်သူစောနေကျော် တိထားကိုပဲတော်မူခဲ့တဲ့ရွှေကူမြတ်စွာဘုရားကိုဖူးမျောကြည်ညိုကြရမှာပဲဖြစ်ပါတယ်။မြို့တော်ရွှေကူမြတ်စွာဘုရားပြရဝန်ကပေနေရပက်လေကျယ်ဝန်းပြီးအလေမှာလောကမှာရစိန်ချမ်းသာကြီးစီတော်မြတ်ကို တိထားကိုပဲခဲ့ကဘေးဘက်မှာတော့ရွှေကူစီဒီနှင့်မြို့တော်စီဒီကိုကြည်ညိုတက်ပေပွဲရာတိထားတော်မူခဲ့တာပဲဖြစ်ပါတယ်။ ညို့တော့ဇေဒီတော်ကိုလှံကူဖျားပုံတရံတီထားကဇေဒီတော်ကန္နာကုဒိတတွင်မှလည်းညံတော်ခုနှစ်တောင်ခန့်ရှိဘူမိဖတ်တာမူဒရာရုပ်ပါတော်မြတ်ကိန်းဝတ်စံပေတော်မူလျက်ရှိပါသည်ရုပ်ပါတော်မြတ်ရဲ့လက်ဝဲဘက်နဲ့လက်ရာဘက်လှံကူတော်အတွင်မှလည်းជីညိုတက်ပေဝဲရာရှေးဟောင်းဗုဒ္ဓရုပ်ပါတော်တဆူကိန်းဝတ်စံပေတော်မူလျက်ရှိပါသည်ခမညာ မတရားမျိုးမှာရှမ်းပေါင်နှမလေးဦးတီထားကိုးကွယ်တော်မူခဲ့တဲ့ရွှေပတ်ထိုးရွှေဒါလီရွှေသစ္စာရနှင့် ရွှေကူချောင်ဖရာများရဲ့ထူးခြားချက်များကဇေဒီတစုနဲ့တစုရှစ်ဖာလုံးအညီအမျှအကွာဝေးရှိပြီး မတရားမျိုးရဲ့တောက်လေးတောက်စီမှာစတုရန်ပုံတရံထူးခြားစွာတီထားတော်မူခဲ့တာပဲဖြစ်ပါတယ်ဗုဒ္ဓဘာသာဝင်သူတော်စင်ပေါင်းတို့ခင်ဗျာ မတရားမျိုးမှာမူလဖရာဒါရဲကရှမ်းမောင်နှမ၄ဦးကတီထားကိုးကွယ်တော်မူခဲ့တဲ့တမိုင်းဝင်ဖရာစီဒီပထိုးများကိုဖရာဘူးသူတော်စင်များဖူးမျောကြီးညိုနိုင်ကြစေဖို့အတွက်မဟာဗောဓိရုပ်တန်လိုင်းရဲ့တကိုးကြီးမာဖရာစီဒီပထိုးများအစီစဉ်ကနေရိုက်ကူးပူဇော်ထုတ်လင့်ပေးတာပဲဖြစ်ပါတယ်။ဖရာရှင်ကိုဖူးမျောကြီးညိုကြကုန်သောဗုဒ္ဓဘာသာဝင်သူတော်စင်များစိတ်ဤချမ်းသာခြင်းကိုဤကြမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ။